ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ချူနိုင်ရန်တော့ subscribe လေးများအင်ဦးဆုံးလှုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ပြည်သူ့ကာကွယ်ရေးတပ်များပြည်မျိုးကိုတင်ပြီး လေဘဲများဘလို့ဆုံးမကြမလဲစသည်ဝိပန်တုံးသက်ပြောပြပါပြီတဲ့လူများကြော့မင်္ဂလာပါရှင်အခုကြောင်ရနေပသက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝိပန်တုံးသက်ပေးကြပါအောင်ရှင်ပကူမှာတော့အလင်းတင်းကြီးကြီးပကူတိုင်းတိုင်းလုံးအုပ်တောင်းနေဖြစ်ရပြီဖြစ်နေတဲ့အချိန်ကြီးပါ ဘောတိုင်းပြည်ခိုင်မှာဆိုလဲအလုံးသိတဲ့အတိုင်းပဲပြည်ဒကစဖင်ကြားခဲညက်ပြီးပြည်ဒကစကတသားတွေပွဲပွဲထွက်ပြီးနေကြပါတယ်ထတူဘကိုတိုင်းဒီနေ့ဂျိုးပင်ကောက်ဥယျာဉ်ကြီးကျေးရွာမှာတရားဝရီခိုင်ကတရင်တက်ခွဲတွေကပလုံကောက်လာပလုံကောက်သူရောင်ဟန်ဆောင်နဲ့ဖက်စစ်တက်ကတက်ကြည်စီရတ်ဆူတဲ့ကောင်ကို ဖန်စီစစ်စေးနေစင်မှာထွက်ပြေးတော့ကြောင်းထွက်ပြေးတော့ကြောင်းတိကဖန်စီလိုက်ရပါတယ်အဲ့တော့သိချင်းစိုးတော့ပါတယ်ဇေယထက်ဆိုရဲကောက်မှာဂျိုးဝင်ကောက်မှာပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်တယ်အတင်းအားမှာဆက်ချေးကောက်တယ်သူစီအဖုန်းတလုံးနဲ့ဆိုင်ကတစီတင်းစီရမိတယ်ဘကိုယ်တိုင်းတရားဝရီခရိုင် တရင်3နောက်ရှိရတက်တက်ခွဲတက်ရုံးမ GPK PDF တက်ခွဲကဆောင်ရွက်ခဲ့ဖြစ်ပါတယ်တက်ခွဲမှုကိုကင်းလေးရဲ့ဥဆောင်အောင်ပါဒီကိုကင်းလေးဆိုတာကလည်းကျွန်တော်တို့တက်မှုများစုစည်းရတဲ့မှာပါပါတယ်နောက်ရမှာလူချင်းမင်းတို့ ਨੇ မိတ်ဆက်ပေးပါဦးပြည်သူ့ကော်မတီတက်တွေဟာ LPDF တွေဟာမျိုးပြပြောက်ကြားတွေဟာတရဆက်ရှင်းလင်းမှုတွေလုပ်နေတိုက်ခတ်မှုတွေလုပ်နေလုပ်နေရင်းနှီးမှာမနေ့ကကျွန်တော်နဲ့ပြောပြတဲ့စကားလေးတခွန်းကျွန်တော်ပြန်လည်ဝင်မြချင်ပါတယ်ရဲဘော်တပ်မှုတွေဘာတွေလိုအပ်လဲကျွန်တော်ကိုအတိပေးပါကျွန်တော်စူးစမ်းပါမယ်လို့ပြောတဲ့အခါကျလက်နက်ကြီးစံခေယံလိုအပ်ပါတယ်လက်နက်ကြီးစံခေယံရပြီမယ်လဲ ဗစ်စစ်တပ်ကိုတိုက်ခိုက်ခွင့်ရချင်ပါတယ်ဟာဘလို့တော့ဘလို့တိုက်ခိုက်ခွင့်ရချင်တာလဲဆိုရက်အခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်တို့အပြန်အလှန်ပြောဆိုပြတဲ့အကြောင်းအရာလေးနောက်ဆုံးမှာဒုတိယပိုင်းမှာဆွေးညွှန်းမှာပြပါဒီနေ့တော့လက်ပံလှကိုပုံကျဲချပါတယ်မတ်စတာ၁၄ရက်နေ့ညနေ၃နာရီမှာဗစ်စစ်တပ်ဟာအချောက်တပ်ဟာ လေချောင်းကနေပုံကျဲချလို့ပြည်သူလူထုအပြစ်မဲ့ပြည်သူလူထု30တိတ်ဆုံးရရလို့အကြမ်းကြီးတည်တာရပါတယ်လက်ပံလား PDF တွေထိမ့်ချုပ်ထားတဲ့နေရာဖြစ်ပါတယ်အဲ့ထိမ့်ချုပ်ထားတဲ့နေရာကိုဈေးတွေလက်ဖိဆိုင်ပေါ်တွေကိုတမိန်တကာကျဲချတာအချောက်တက်တတိမရှိတဲ့အချောက်တက်တနချင်းရှင်ပြစ်ပါလားကွာ ။ဘာဖြစ်လို့အပြစ်မဲ့ပြည်သူလူထုတွေကိုလိုက်ပြီးပုံချဲချနေတာလဲ။မင်းတို့မှာတတ်သိမရှိဘူးလားဖက်စစ်တပ်။မင်းရောက်လိုက်နေတကွမင်းရောက်လိုက်ကစအဲ့ဒီဖက်စစ်တပ်တစ်ခုလုံးကကော်ပီကိုပြောလိုတာကတွေးရှိတယ်ဆိုရင်တနက်တနက်ချင်းရှင်ပစ်ပါလား။တနက်တနက်ချင်းရှင်ပစ်တဲ့အခါကျခွေပြေးပြေးကြပြီးတော့အပြစ်မဲ့ပြည်သူလူထုအိုးအိမ်ကြီးပေါ်တော့ဘာလို့ပုံချဲချနေ နောက်တစ်ချိန်မှာဖဆစ်တကလေတက်လေတက်တက်လုံးတကောင်မှမကြံဒီတို့ခုံယုံတက်ကိုရောက်အောင်တယ်အဲ့လိုခုံယုံတက်ကိုရောက်အောင်မတင်ခင်မှာဒီအကြောင်းนี่လေရင်ဘုံကျဲချလို့ပေတဲ့အကြောင်းนี่ပြောရင်အဲ့ငှက်ကင်နှစ်တသမာနှစ်တန်းဆိုတဲ့ပတ်စံကြီးကိုအင်မတန်နှမျောမိတာဗျနောက်တစ်ခုက လေရက်တွေကိုတီးကြတိုက်ခတ်ရေးအထူးလှုံရှားတက်တယ်ဖွဲ့စည်းစီချင်ပါတယ်ဆိုတော့တိုက်တွန်းချက်တွေလည်းကျွန်တော်ပြောရပါသားပစီကြီးအဆရှိတယ်ဗျာဒေတာအနှံ့ကနေရတွေမှာဖက်ချက်တက်ဟာမဏိကတိနောင်ချူအုံမတိမှာအစိမ့်ဝင်ပုံနေခြေချနေတယ်ဒီလေရက်ကိုကြောဖြတ်မှရမယ်ဘလို့ကြောဖြတ်မှလဲခမရလူခွင့်ရေးတွေခွေးခွင့်ရေးတွေခဏဖေတာတိုင်းကြီးရဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားကို ိုက်ရိုက်အကျိုးပြုကျင်တယ်ဆိုရင်စစ်ကိုစစ်နဲ့တူအောင်တော်လိုင်းကြီးနဲ့တော်လိုင်းကြီးတော်လိုင်းကြီးကိုတော်လိုင်းနဲ့တူအောင်ကြင်ကြံပြုမှုဆောင်ရွက်ကြရမယ်အဲ့ဒီလူခွင့်ရီတွေခွေးခွင့်ရီတွေရေးဆွဲပြထန်းတဲ့ဒီကနေ့အမေရိကန်နိုင်ငံမှာတော့ထရန့်ဆိုတဲ့ American Tamara အင်ပီရိုကိုခေါ်ပြီး ကျူးကျော်ခံရတဲ့ယူကရိန်းတမရကိုစော်ကားတဲ့ဒီကနေ့နေတိုးရဲ့အတွင်းမှုချုပ်ကိုတတ်စော်ကားတယ်။ပါလူခွေမှမရှိဘူး။ပါလူသားညစ်ဆန္ဒလူမှမရှိဘူး။ဒေါ်လာစစ်ကိုနိုင်ခြင်းရင်စစ်ကိုစစ်နဲ့တူအောင်တိုက်ကြရမယ်။ဖက်စစ်တပ်ရဲ့လေဒတ်လေဒတ်နဲ့ပတ်သက်ဆက်ရက်သူအားလုံးကို အထူးလှူရှားတက်တွေနဲ့ပြစ်ဒဏ်ခတ်ပါညိုတကြီးကိုဖျက်ရက်ချိုးရမယ်နှစ်ဖူးတဲ့တဲ့မပြစ်ချနိုင်ညိုတကြီးကိုရိုက်ချိုးချရလိမ့်မယ်အဲ့ဒီလေတက်တွေကိုဓမ္မခတ်မနိုင်ချင်းလေတက်လေရင်မှုနဲ့ပတ်သက်သူတွေကိုဓမ္မခတ်မနိုင်ချင်းဒီလိုအဖြစ်ဆိုးမျိုးတွေအများကြီးကြုံနေရမှာဖြစ်ပါတယ်။အဲ့ဒီငှက်ကင်ဆိုတဲ့နှစ်တသမာနှစ်တန်းကိုအဓုလှူရှားတက်တွေဖွဲ့ပြီး အဓိကလေဒက်ရေဒါစကန်တွေလေဒက်ရဲ့စီလောင်ကန်တွေလေဒက်ရဲ့လက်ရှိမီပေးရဓာတ်ကြိုးတွေလေဒက်လေရင်မှုတွေရဲ့အတိုက်မြုံတွေအားလုံးကိုထိပါနိုင်တဲ့နေရာမှာဒီဘတ်ဂျက်ကိုတုံးနိုင်ခဲ့ရင်ဗျာဒီလိုဖြစ်ဆိုးရှိတာမဟုတ်ပါဘူးဒါပေမဲ့ဒါတွေကလွန်ခဲ့ပါပြီလွန်ခဲ့ပါ နှမျောစီအကောင်းလာတဲ့ပြည်သူရံပုံငွေတွေနဲ့ပတ်သက်ပြီးတချိန်မှာအစစ်စစ်ခံနိုင်အောင်လို့လှုပ်ထားကြပါဗျာနော်ဘယ်သူကမှဘာမှမပြောလို့တချိန်မှာအစစ်စစ်ခံနိုင်အောင်လှုပ်ထားကြဆရာဦးကြည်မြင့်အမြဲတမ်းပြောသလိုပဲစရင်စစ်ချုပ်ခံပါလို့တဖို့ပွားပြောနေတဲ့အချိန်ကုတိစရင်စစ်ချုပ်မခံရဲပါဘူးအဲ့တော့ကောင်းတဲ့လူတွေရှိတယ်လို့ဆိုးတဲ့လူတွေရှိတယ်ကောင်းတဲ့လူတွေကတော့ကောင်းတယ်လို့ပေါ့ ပြည်သူရဲ့ရမုံွေပြည်သူရဲ့ချွေးနဲ့စာတွေကိုထိနှိုင်းကျဲလုတ်ခဲ့တဲ့ကောင်တွေတော့နောက်တစ်ချိန်မှာအစစ်ဆေးခံနိုင်ဖို့ပြင်ဆင်တာအဲ့တော့လက်ပံလာအကြောင်းဆက်သွားလိုက်ရအောင်လက်ပံလာမှာအတန်အလေးစိုးရင်အတူခုနှစ်ဦးရှိပြီးတိတ်ဆုံးသူ30ဦးတိရှိလာပါပြီပွဲချင်းပြီးတိတ်ဆုံးတဲ့လူတွေအများပြားဖြစ်ပါတယ်ဒဏ်ရာတွေပလပွားနေမိလောင်ဒဏ်ရာတွေကိုကျွန်တော်တို့ဓာတ်ပုံတွေမှာမြင်ရတာအင်မတန်စိတ်မကောင်းစေရပါပဲ ဒါကြောင့်မို့ဘတ်စစ်တဲ့ရုပ်မှာရက်ဆက်မှုကတော့ပါဇက်တဲ့ထည့်ပြောစရာမလိုတော့အောင်ကိုတိပီတာပဲဒီရုပ်မှာသူတွေကိုအမြင့်ဖြတ်နိုင်ဖို့ရုပ်မှာသူတွေညိုတကြီးရချိုးနိုင်ဖို့ရုပ်မှာသူတွေအမြင့်ကဆောက်မြည်လန်နိုင်ဖို့နီလန်ပေါင်းသူစဉ်းစားတဲ့နေရာမှာ Zoom meeting တက်ပြီးသတင်းတောက်တွေ interview ပေးကြီးညာချက်ထုတ်ယုံလောက်နေတော့မရဘူးလို့ကျွန်တော်ခဏခဏပြောနေပါတယ် ဲ့တော့ညီညွတ်ကြပါတွေးစည်းကြပါပြောတာလေတခင်ကိုတော်မိုက်ခက်ခဲကားဗျဟုတ်တယ်နော်တိုင်းပြည်လွတ်မြောက်ခြင်းတော့မညီညွတ်မဲ့တဲ့မရပါဘူးညီညွတ်ရေးကိုတဖောက်ဖွာပြောနေတာနှစ်ပေါက်နေပါပြီပြင်ဆင်မှုပြောတာလေနှစ်ပေါက်နေပါပြီဒါပေမဲ့လက်တွေ့မှာအရခတ်တတ်တော်အေအေရဲ့တပ်ပေါင်းစု စူဒီညီညီမှုကြောင့်အောင်ပွဲစင်နိုင်တဲ့တပ်သိတာလကတွေကိုအတူယူချဖို့ပြက်ကွက်နေတာဟာတော်လိုင်းကြီးအပေါ်မှာပြက်ကွက်နေရပါတယ်။တခုနဲ့တခုဆက်ဆက်နေပါတယ်။မြေအောင်ကြည့်လို့ရပါတယ်။ဒီကနေ့အာရတတော်အေနဲ့ပတ်သက်ပြီးညောင်ကျိုးစခန်းကြဆုံးသွားပြီ။ညောင်ကျိုးစခန်းကိုတိမ့်ပိုက်ပြီးညောင်ခြေတော့ထိထိုးလာပြီးအုတ်ရှိပီကိုဥတည်လာပြီးကပ္ပဆောက်96 96တို့ကို စီရင်ဥတည်လာတယ်ငါ6 9 16တို့လက်လို့ရတော့မယ်ငါ6 9 16တို့ကိုအာဂတ်တော်အိမ်နဲ့တပ်ပေါင်းစုတွေတိမ့်ပိုက်နိုင်ဖို့အင်မတန်နီးကပ်လာပြီဒီလိုမနေ့ကကျွန်တော်ပြောပြီးသားဖြစ်ပါတယ်ဒီကနေ့ညောင်ကျိုးတိုက်ပွဲမှာခွေပြေးပြေးပြီးတန်ရာဘလက်ဘွားနဲ့အူနာကျိုးကန့်ဖြစ်သွားတဲ့ရွှေတောင်ကိုဆေးုံလာတက်တဲ့ ဖက်စစ်တဲ့တပ်သားတယောက်ရဲ့ပြောဆိုချက်ကျွန်တော်မျှဝေပါမယ်။ညောင်ကျိုးလုံးဝကျသွားပါပြီတဲ့။ဂျန်သူအင်အားအရှမ်းများပါလေ။အတွေ့အကြုံရပြောပြခြင်းပါလေတဲ့။ဘကိုးတိုင်းကိုဝင်တိုးနေတာဟာအေးအေးတွေမဟုတ်ပါဘူးတဲ့။အေးတွေတင်မဟုတ်ပါဘူး။ပြီးဘကိုးနောက်ချမ်းက PDF တွေအပါဝင် PDF အေးအားအရှမ်းများပါလေ။လက်နက်အင်အားအင်မတန်ကောင်းပါလေ။ လေရင်ပြစ်ကူမလားမပါလာကလွယ်ရင်ကျန်လာဟာစစ်တပ်တစ်ခုရဲ့စုဖွဲ့မှုပုံစံအတိုင်းပါပဲကျွန်တော်တို့ကြုံမှုတဲ့အရင်စကိုင်းကရင်ဘက်က PDF တွေနဲ့စစ်ပုံကြခြင်းတော့အတော်ကွာလာပါတယ်ဗျာစစ်ပုံတော်တော်ကြာပါတယ်ညောင်ကျိုးတိုက်ပွဲမှာဖက်စစ်တပ်ဟာခွေးရှုံနှွားရှုံရှုံးပါတယ်တဲ့သူကတော့ဖက်စစ်တပ်လို့မပြောဘူးနော်သူတို့စစ်တပ်ကအင်အားတော်တော်ပြိုကျနေပြီပြီကနေ ိုက်ရိုက်ပုတ်ပြီးနေလမ်းကြောင်းပေါက်နေတာတော့ဘာထောက်ပုတ်ဘာစစ်ကူမှမပုတ်နိုင်ပါဘူးအဲ့တော့ကျွန်တော်တို့တားဟာတဲ့စွမ်းဆောင်ရည်ပြည့်စည်နေပြီအင်မတန်ကိုအလွဲလွဲအချော်ချော်နဲ့ညံဖြင်းပြီးစစ်တိုက်လို့စိတ်လုံးဝမရှိတော့တဲ့အခြေအနေကိုရောက်နေပါပြီအဲ့တော့ကျွန်တော် PDF ပူပေါင်းတက်တွေ啊 အုတ်ရှိပင်ကိုဥတည်နေပါပြီကပ္ပစဆက်ယုံတွေကိုတီးတဲ့တိုင်မဲ့တီးတဲ့အဖွဲတွေရှိပါတယ်ပြီးဒကစလက်နဲ့ချတာလို့ဒီနေရာကထပ်ပြောတာပါတယ်ဒါကြောင့်မို့ချင်းမဟာပြူဟာရပြီးဒကစနဲ့ပြီးဟာအင်မတန်အချက်ချာကြပါတယ်အဲ့တော့ဒီဒကစအခုချိန်မှာပင်ကြားခဲ့ညက်ပြီးဖျို့ဖျဲဖြစ်နေတဲ့အချိန်တွေပါ ကျွန်တော်တို့ညောင်ကျိုးကနေတဆင့်လမ်းချီညောင်ချီတော့အုတ်ရှစ်ပင်ပြီမနေ့ကကျွန်တော်ပြောတယ်ရန်ကုန်တို့ပဏမိုင်နေပြည်တော်တို့ပဏမိုင်ရှင်းတယ်တို့ပြီကို53မိုင်2နာရီခီးပါညောင်ကျိုးကနေတော့အဲ့တော့ဒီလိုအခြေအနေတွေကြောင့်ပြည်ဓာကဆာကဓာကဆာမှုရဲ့ PSO ဟာထွက်ပြေးသွားပါတယ်ဒီကနေ့ပါ ဲ့တော့နေ့စဉ်ဒါကပြည်ဒါကစကတတားရီစကသလောက်မှမူတန်းနေလေကောင်းတယ်တော်လန်းနေချောင်းမှုတွေကနေ့စဉ်ထွက်ပြေးနေပါတယ်ညောင်ကျိုးကိုလွတ်တာပြည်ဒါကစမှုအရင်ပြည်ဒါကစမှုဟောင်းရဲ့ပီအက်ဆိုမိသားစုလိုက်ထွက်ပြေးပါတယ်ရှင်းတယ်နော်အဲ့တော့မကြခင်မှာပြည်ဒါကစကနေထွက်ပြေးလာတယ် ထွက်ပြေးမယ်စစ်ကောင်စီအချက်စစ်တီအရေးအတွက်အင်မတန်များပြားပြီးပြည်တခါဆာမှာထိမ့်မနိုင်တိမ့်မရဖယူဖယဲဖြစ်ပြီးပြည်မျိုးကဒေတာခံများပြည်သူပြည်သားများခင်ဗျာအစင်သည့်ပြင်သားပါညောင်ကြိုးကနေပြည်ကိုနှစ်နာရီပဲကြာပါတယ်ရှင်းတယ်ဗောအဲ့တော့ဒီတကားဆလက်နဲ့ချမချရင်ခံတိုက်ရင်တော့အရှင်မထားဘူးခံပြည့်ရင်တော့အရှင်မထားဘူး ရှင်းမလို့ဒီလိုအခြေအနေရှိနေပါပြီမတ်လဆလီနီမနေမှာတော့ညောင်ကျိုးကိုသိမ့်ပိုက်ရရှိပြီညောင်ခြေတော့ကိုဆင်းနေပါပြီအုံရှစ်ပင်ကိုထိုးမယ်ကဘာကစကိုထိုးမယ်ပြီးကိုဘလို့ဝင်လာမလဲဆိုတာကတော့စောင့်ကြည့်ပါအဲ့တော့လက်ရှိချိန်မှာအရခတ်တတော်အေးဟာဘဂိုးတိုင်ဘရောင်း ။အီယော်ရီတိုင်းပသိမ်မဂွေးတိုင်းငဖဲဒီသုံးခုလိုဆစ်စင်နေပါလေ။အီယော်ရီတိုင်းမှာဆိုရင်တော့ကွာမတိုင်းချောင်းလမ်းပေါ်ကကျုံမျောခရိုင်ရေကြီးမြို့ကြီးကအမှတ်၃လေးလေးအမြောက်တိုင်ရင်ကိုဒိုးဆစ်စင်နေတယ်။ကွာတာပေါင်းလမ်းပေါ်ကခမရ38ကိုဒိုးဆစ်စင်နေတယ်။အဓိကကာကင်းတွေကိုတော့မတ်လပထမပတ်ထက်ကတည်ယူရရှိပြီးဖြစ်ပါတယ်။ နောက်တစ်ခုကမကွေးငဖဲနဲ့ရကစခန်းတိတိမ့်ပိုက်ထိုးစစ်စင်ဖို့ကြိုးစားနေပြီးမကွေးတိုင်းမှာပွင့်ဖြူစိတ်ဖြူတိစေရင်မျောမှချက်ရှိနေပါလေဒါကြောင့်မို့ဖက်စစ်တာပွင့်ဖြူတပတ်မှာအင်အားပွင့်ဖြူပတ်မှာအင်အားအများပြားချပြီးခန်းစစ်ခန်းနေတဲ့ပယုပရဲ့ချိန်ပါဒီချိန်မှာတော့အရကတတော်အေးရာဒီထိုးစစ်တွေအပြင်ကိုရခိုင်14မြို့နေ ချင်းပြည်နယ်ပလောဝမျိုးတွေကိုတင်ပိုက်ထားပြီးစစ်တွေကြောက်ပြူတပြိုင်နဲ့ဘိုးစစ်ဆင်နေပြီးမကြခင်မှာစစ်တွေကြောက်ပြူပါတင်ပိုက်ရရှိမှာဖြစ်ပါတယ်ဒီလိုလူမြတ်ကျော်ရေရေဟော်ကင်းထုတ်ပါတယ်ရှင်းပါတယ်နော်အာကတ်တက်တော့အေးရမကြခင်မှာကြောက်ပြူစစ်တွေကျွန်တော်ကြောင်းလေးနဲ့ဆိုတယ်ကြောက်ပြူစစ်တွေကိုတင်ပိုက်ရရှိလိမ့်မယ်လို့လူမြတ်ကျော်ကတိတိကျကျဟော်ကင်းထုတ်လိုက်ပြီး ညောင်ကျိုးကြပြီးညောင်ချေတော့အုတ်ရှစ်ပင်မှသည်ပြည်တကဆစီလို့စင်များဦးလှဲ့လာတဲ့အရကတက်တော် A နဲ့ PDF ပူပေါင်းတက်တွေရဲ့ရာသတံဟာပြည်တကဆလက်နက်ချဖြစ်ပါဒီနေ့ကတော့ဒီအခြေအနေတွေရှိပါတယ်တက်တွင်းပြူပရဲ့ဖြစ်မှုတွေစိတ်သက်ကြဆင်းမှုတွေနဲ့အလဲအလဲအကွဲအကွဲပြစ်နေတဲ့အခြေအနေကိုဖာထေးဖို့မင်းအောင်လိုက်ဟာ ညနေကျိုးမျက်နှာငယ်နဲ့တတောင်းစားပမာရုရှားတရုတ်ထံမှာပစိုးလံပေးပြီမယ်လေသူတက်တွင်းကစိတ်တက်ကြဆင်းမှုကိုမပါသေးနိုင်ပါအလဲလဲပြို့ပြို့ဖြစ်နေတဲ့ဖတ်ရှစ်တက်ကိုကျွန်တော်တို့တစ်ချက်တည်းနဲ့ပြုတ်ကြအောင်ဖြူချလို့ရတဲ့နီလန်းကတော့ လက်ရှိထိုးစစ်အပြင်းထန်ဆုံးဆင်နွှဲနေတဲ့အာရခတပ်တော် AA ရဲ့တပ်ပေါင်းစုကြီး KIA နဲ့ PDF ပူးပေါင်းတပ်တွေ DNL နဲ့ MDY PDF အပေါင်းဝင် PLA PIA တပ်ပေါင်းစုကြီးစကိုင်းမကွေးတကြောကအခုတလုံးမြင်းကြံနှထိုးကြီးမလိုက်တကြောကပမာပြည့်ကြိုးရိုးစစ်ကြောင်းကြီးများ PDF စစ်ကြောင်းကြီးများတရင်တပ်ပွဲများချုပ်ပြောရရင်တော့ MDY အောက်ကတရင်တွေ့ အရေးပေါ်အစည်းအဝေးတွေ့ဆုံညီနိုင်အမြန်ခေါ်နိုင်ငံလုံးဆိုင်ရာမဟာမျိုးဟာဒုစစ်နဲ့ KNU KNL ပါအပါတောင်ကတိုက်မြောက်ကရက်မြောက်ကတိုက်အနောက်ကရက်အရှိကတိုက်အနောက်ကခဏနားဆိုတာမျိုးမဟုတ်ပဲလေးဘက်လေးတယ်ပြူအားမြောက်စစ်စင်ရေးကြီးဆင်နွှဲနိုင်ခဲ့ရင်ဘယူဖေးနဲ့ပြူကြလူနီးပါဖြစ်နေတဲ့ဖက်စစ်တာ ဝုံးနဲ့ပြူစင်းပြီးလက်လက်ချလာအရှုံးပေးပါလိမ့်မယ်အရှုံးပေးတဲ့အချိန်ဟာကျွန်တော်တို့ထိုးစစ်စင်နေနေပါဘတ်စစ်တဟာမင်းအောင်လိုက်လို့ဘတ်စစ်တတဆုဟာတမိုင်းတလျှောက်မှာအရှုံးရဲ့အရာတာကိုမကန်စားဘူးပဲနေဝင်းလက်ထက်ကစအခုချိန်ထိ ပြည်သူပေါ်လူဘာဝကိုသွေးစုပ်လက်နက်ပြအနိုင်ကျင့်ခဲ့တဲ့စိတ်ကြီးဝင်တာကိုရိုက်ချိုးနိုင်တဲ့နေ့ဟာငါတို့တော်လန်ကြီးအင်အားစုအလုံးတညီတညွတ်တဲ့ဒိုးစစ်ဆင်နိုင်မယ်နေ့ပါပဲရှင်းပါတယ်အဲ့တော့ဒါတော်လန်ရင်းနေနောက်ဆုံးချင်းဖြစ်ပါတယ်အရှိမကျွန်တော်ပြောခဲ့တယ် တရင်မှုတွေတမှုတွေစူးစီးပြီးကျွန်တော်တို့ဆောင်ရွက်မဲ့လုပ်ငန်းစဉ်တွေညီနိုင်တိုင်ပြီးဆွေးနွေးတော့ဘာရီလိုလဲလို့ကျွန်တော်မေးတယ်ကိုမကျော်ရေးတယ်လက်နက်ခဲယမ်းလိုပါတယ်လက်နက်ခဲယမ်းအပြင်ကိုတိုက်ခွင်လည်းရချင်ပါဟာတိုက်လို့မရဘူးလားဆိုအင်အားကြီးတဲ့သူတွေကသူ့နေမီငါနေမီလှုပ်ပြီး LPDF တွေတော်လိုင်းရဲဘော်အချင်းချင်းတွေကိုကန့်တတ်ပိတ်ဆို့ပြီး အနိုင်ကျဖိနှိပ်မှုတွေကိုတိတိတတ်တာတမျိုးမတိမတိမတာတမျိုးလုံနေတာကိုကျွန်တော်ပြောမထွက်ဘူးဗျာတနခေရရယူပြီးအသက်ဆုံးပြီးတိုက်ပါမယ်ဆိုတာတော့ဘာစစ်တပ်ကိုတော်လှန်ဖို့ကျွန်တော်တို့ကပါမစ်လုံနေသေးလားလို့ကျွန်တော်ကဘသူကိုမစုံမေးကုန်ထုတ်လိုက်ပါတယ်အဲ့တော့ကျွန်တော်ပြန်ပြောဖြစ်တာကမညီလို့ရေး စူစီးကြမယ်ညီညွတ်ကြမယ်ရှိတဲ့တက်တွေမှန်သမျှတက်မှုတွေမှန်သမျှပြန်ကျင်းနေတဲ့အင်အားစုတွေမှန်သမျှကိုအခုရောက်စူစီးပါမယ်ထောက်ဖို့ကူညီမှုနဲ့ပတ်သက်ပြီးတော့လေဒီကတက်မှုတွေကိုတက်မှုတွေနဲ့စကားပြောဆိုပြီးတက်တွေအားလုံးနဲ့လူလူနဲ့မိတ်ဆက်ကပြည်သူလူထုစီကအခုအခုညီတောင်းပါမယ်လုံလောက်တည်တည်မဟုတ်ပေမဲ့အကန့်အသတ်တစ်ခုထိတော့ရောက်ကိုစူးစမ်းပါမယ်အခုတော့ တော်လိုင်းကြီးနိုင်ငံကြီးဆိုတာစည်ရီစည်ရီနိုင်ငံကြီးတော်လိုင်းကြီးဘာပဲဖြစ်ဖြစ်အင်အားဩဇာပါဝါဖြစ်ပါလေညီတို့ကိုတို့ညီညီညွတ်ညွတ်စွတ်စွတ်စည်စည်နဲ့ပြည်သူရင်ခွင်ခိုဝင်ပြည်သူထံမှာအစီရင်ခံပြည်သူနဲ့တသားတည်းတွားနိုင်ရင်ဘသူမှဘယ်ကောက်စီကမှတိုက်ခွတ်တောင်းစရာမလိုတဲ့အခြေအနေကိုချက်ပါလိမ့်မယ်လို့ကျွန်တော်ပြောပြခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးလက်ရှိမြေပြင်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေအများကြီးရှိတဲ့ထဲကမှတစ်ခုလေးကိုကျွန်တော်ထုတ်ပြတာဖြစ်ပါတယ်ကျွန်တော်တို့လက်နက်ခဲရနဲ့တိုက်ခွင်လေလိုချင်ပါတယ်ဒီအတိတ်တွေဟာအများကြီးတတ်သွားပါတယ်တချို့ကောင်တွေပြည်သူစီကအလူငွေကိုကုတ်ခွစီးပြီးလက်နက်တက်ကအင်အားကြီးအောင်တိစောက်အင်အားကြီးတော့ကျန်သူတွေကိုအင်အားပြ အနိုင်ကျင့်ချိန်ချောက်တယ်လို့လို့ဟိန်းဟောက်တယ်လို့လို့အတန်တွေလည်းကျွန်တော်တို့မကြားဘူးလို့ထင်ပါလေအဲ့တော့နိနာပေါင်းစုံနဲ့တော်လိုင်းရေးကိုတော်လိုင်းနဲ့တို့အောင်ကျွန်တော်တို့စုစည်းညီညွတ်စွာဆောင်ရွက်ဖို့ကြိုးစားနေပါလေကျွန်တော်ရေဖို့မိတ်ဆွေတွေကဘလို့အကြံပြုခဲ့ခြင်းပါလေအောင်ဝေးရမည်ကြီးကျွန်တော်တို့ရတဲ့နိလန်နဲ့ရောက်အောင်သွားမှာဖြစ်ပါလေအောင်ဝေးရရင်လည်းမိတ်ဆိုင်တူတိုင်းပဲဒီညတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူး